မင်္ဂလာပါလို့နှုတ်ဆက်လို့မရအောင်ကိုကျမတို့ပြည်သူပြည်သားများအားလုံးရင်ဘတ်ထဲမှာအကုန်လုံးအနာတွေဖြစ်ကုန်ပြီเนาะဒီအနာကအကိုက်ခဲပျောက်စေးလဲတောက်လို့မပျောက်တဲ့အနာမျိုးကျမဆိုရင်လေတည်င်းမကြည့်နဲ့ဆိုရင်လည်းမနေနိုင်ဘူး ကြိလိုက်ပြန်တော့လဲငိုမိတယ်ငိုလုံးလို့ကိုမြေရိုးတွေတောင်ကိုက်တယ်ဒီနေ့ကလေးလပိုင်းလေးရက်နေပေါ့နော်ကျမနဲ့ထထအောင်နဲ့တရရဲ့ကွန်ဒိုကိုပြန်ပြောင်းလာပြီရှင့်ဒီကွန်ဒိုကသူ့ရဲ့ထိုင်းမှာရှိတဲ့အင်ဂျင်နီယာတွေစစ်ဆေးချက်အရနေလို့ရတယ်ဆိုလို့ပြန်ပြောင်းလာနေတာဟိုဟိုတယ်မှာနေရတာလဲပစ္စည်းတွေကဒီမှာရောက်နေတဲ့အခါကျတော့အဆင်မပြေဘူးအိမ်ကိုထတ်သွားငားပြန်ရင်လဲတကယ်လို့ဒါဟာအန်ဒီယရှိတယ်ဆိုလို့ရှိရင် နေရာတိုင်းရဲ့ကွန်ဒိုဟာလဲအန်ဒီယကင်းနေမှာမဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပြန်လာနေလိုက်တယ်ဒီနေ့ပေါ့နော်ကျွန်မအဓိကပြောချင်တာကကျွန်မဒူလေး31ရက်နေ့ညကသူ့လက်ထဲကိုကျွန်မတင်းနေရထည့်ပေးလိုက်တယ်ဝေသားနော်တို့အုပ်စုကမန္တလေးစကိုင်းဘက်ကိုဆင်းတယ်သူကပဲတုံးတာလားအတာလားစောက်သုံးမကြတာလားလေးလာပိုင်း3ရက်နေ့မနေ့မှရန်ကုန်ပြန်ရောက်လာတယ်ကဲခီးတစ်လျှောက်လုံးမှာလိုက်မမိဘူးမီးမရဘူးโอเคတယ်ရိုက်တင်ရိုက်ထိုက်တဲ့ဗီဒီယိုတွေအကုန်လုံးရိုက်လာဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ပတ်စံ330အပြင်နောက်ထပ်ပြည်သူတွေရဲ့ပတ်စံလေးတွေပါနေတာမို့လို့မှတ်တမ်းယူရမယ်မှတ်တမ်းယူထားတဲ့ဟာဒီကိုလိုက်အရန်ကောင်းတဲ့အခါကျရင်ပို့လာတော့လကောင်းရန်ကုန်ရောက်မှပို့ပေးလဲရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမလည်းဒီထိုင်းမှာလူးနေတယ်လေရန်ကုန်ရောက်လာတဲ့သူတို့ကအင်း80ဆွန်းဆွန်းလေးပဲတုံးခဲ့တယ်တဲ့တရားကြော်ကြံသေးတယ်ဟာကျမလေးဒေါသဖြစ်သွားတာကွာဘာဖြစ်လို့ပတ်စံကိုကုံအောင်မလူခဲ့တယ်လဲဘလို့ဖြစ်တာလဲပြောစမ်းဆိုတော့ ျမရဲ့ပြောကတော့ဒီလိုမျိုးမရင်ကျင်းနေဘူးပေါ့ကိုတူဆိုတော့အာအကွန်လုံးပြီးတော့ဆဲတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျမလည်းဒီ time မှာစိတ်ဖြစ်စည်းနေတယ်သူ့ကိုခိုင်းလိုက်ပြီးကွင်းစင်းခိုင်းတဲ့အလုပ်ကလည်းကျမစိတ်တိုင်းမကြဘူးဖြစ်သွားတဲ့အတွက်ဟိုဆဲတာရောဘာရောအကုန်လုံး ရောသမမွေသွားတာပေါ့ကွာကျမရဲ့တူလေးပြန်ပြောတဲ့စကားကိုကျမပြောပြမယ်အခုတူလက်ထဲမှာရောက်နေတဲ့သိန်း100ကျော်ဟာသူနဲ့ကျမနဲ့နှစ်ယောက်တည်းပတ်စံမဟုတ်တဲ့ပြည်သူတွေရဲ့ပတ်စံပါနေတာဖြစ်တဲ့အတွက်တကယ်မလို့အပ်ပဲနဲ့ပိုရှန်နေတဲ့နေရာကိုသူမလူခဲ့သူတို့အုပ်စုဟာပညာတတ်လူငယ်အုပ်စုပါအာကြီးတဲ့အချားလူရဲ့ချွေးသွေးစာပြည်သူပတ်စံပါနေတဲ့အတွက်အလဟတမဖြစ်အောင်လို့ထွေတာလိုက်တာလည်းဖြစ်တယ်တဲ့ဘာကြောင့်ထွေတာလဲဆိုရင်တကယ်ကိုမန္တလေးနဲ့စကိုင်းက အဘလို့ပြောမလဲအဲ့လိုပြောလိုက်ရင်စူခံရဆဲခံရမလားမသိဘူးပြေဆုံးဒါထက်ရှန်နေပြီတဲ့ဒါကြောင့်ကဲလိုအပ်တဲ့နေရာကိုမမှန်ကန်ကန်လေးနဲ့တေချာလေ့လာစစ်ဆေးပြီးမှထက်သွားပြီးလူတယ်ဆိုရင်ထိထိမိမိလေးပို့ဖြစ်မယ်တဲ့ကျွန်တော်တို့ဗျာတဲ့ထိခိုက်ဒဏ်ရာရှိနေတဲ့ဆေးရုံတရုံကိုသွားပြီးတော့မှယောခမ ्या ကို၁၀သိန်းလူပါတယ်ယောခမ ्या ကိုလည်း၁၀သိန်းလူပါတယ်နောက်ထပ်တစ်ယောက်ကိုလည်း၁၀သိန်းလူပါတယ်ဆိုပြီးဗီဒီယိုရိုက်ဓာတ်ပုံရိုက်ပြီးအဲ့အတန်းရှင်းကိုရသွားပြီးတော့ပြန်လာတယ်ဆိုရင်ရတာပဲလေရှင်းရှင်းပြောရင်အဲ့ရရတဲ့ဓာတ်ပုံရိုက်ဘာမှမ ခဲ့ဘူးကျွန်တော်လောက်တတ်တယ်တဲ့ဒီအချိန်မှာအားလုံးရဲ့ရင်ဘတ်ထဲမှာအကုန်လုံးငိုကြွေးနေတဲ့အချိန်ကိုဒီပတ်စံလေးတကယ်ကိုထိထိမိမိနဲ့တကယ်လိုအပ်တဲ့နေရာကိုပို့ချင်လို့မို့လို့ကုံအောင်မသုံးခဲ့တာပါပတ်စံကိုကုံအောင်ဘလို့သုံးရမလဲဆိုတာဘသူမှတင်ပေးစရာမလိုဘူးလူတိုင်းတတ်တယ်အဲ့ဒါဆိုရင်ငါ့ကိုပြောပြလေနေမပြောပြရင်ငါပဲသိမလဲလို့လိုင်းမမကောင်းတာဘလို့ပြောမလဲတဲ့အဲ့ဒါကြောင့်ပြန်လာတာပေါ့တဲ့ပြီးတော့လမ်းမှာလည်းကားလေးခါပြတ်တယ်ဘိန်းငကြိမ်ပေါက်တယ်တဲ့ ဒီလန်းသွားလို့မရရင်ဟိုလန်းသွားဟိုလန်းသွားလို့မရရင်ဒီလန်းကကွဲ့ပတ်ပြီးသွားနေရတဲ့အခြေအနေမျိုးတဲ့ကိုချင်းမစားလို့ပြောတာမဟုတ်ဘူးတဲ့အခုဖြစ်နေတဲ့လူတွေတော်တော်များများတထဲဖြစ်တာမလို့တထဲတွေပဲသွားဝင်းရနေတယ်။မြားပီသူရဲ့အလူငွေဟာဒါကျွန်တော်တို့နဲ့လက်သက်ဆိုင်နေတဲ့တကယ်လိုအပ်တဲ့နေရာကိုပို့နိုင်ဖို့ကလည်းကျွန်တော်တို့နဲ့လက်သက်ဆိုင်နေတယ်တဲ့စကိုင်းကမန္တလေးနဲ့နီးနေတာဖြစ်တဲ့အတွက်အမိမဖော်လို့တဲ့တထဲတွေအများကြီးကလည်းအင်တိုက်အားတိုက်လူနေတာကိုသူတို့မျက်စိနဲ့ကိုယ်တိုင်တွေ့ခဲ့လို့ လူတင့်လူထိုက်တဲ့အရာလေးတွေကို မတန်းလေးတွေယူလာပြီးတော့380ပဲတုံးခဲ့တာပါတဲ့ငလင်ကြောင့်အချိန်မီကယ်ဆယ်ရေးကိစ္စကငလင်နီးစနစ်ပညာကိုနားလည်တဲ့လူမှစက္ကရိယာတွေစုံမှအချိန်နဲ့အပြေးလိုက်နိုင်မှမဟုတ်ရင်အုတ်တွေကြောက်တွေသွားတည်ပေးတာပြဿနာမရှိဘူးဒီစေတနာဟာအမှတ်မထင်မဲနဲ့ဝေဒနာဖြစ်သွားနိုင်တယ်တော်ကြအောက်မှာရှင်နေတဲ့လူကအကောင်ဒီအုတ်တွေသွားရွှေ့လိုက်လို့ပြန်ကျွံသွားရင်ရှင်နေတဲ့လူပါအသက်မရှိဘူးဖြစ်သွားနိုင်တယ်တဲ့ ယ်ပို့ပြီးဆိုးဆိုးဝါးဝါဖြစ်နေတာကရှမ်းပြည်တောင်ပိုင်းအင်းထဲကကေလာရွာနန့်ပန်ရွာအနေနဲ့အရရမှာလိုအပ်ချက်ဖြစ်နေတဲ့နေရာတွေအများကြီးရှိသေးတယ်ဒီမန္တလေးနဲ့စကိုင်းမှမဟုတ်ဘူးပြောချင်တာကလေအခြားနေရာကိုလည်းနည်းနည်းစနဲနာကြည့်ပြီးတော့ကိုယ်တိုင်ဖြစ်နေတဲ့နေရာတွေကလူတွေလည်းအားလုံးလိုက်ရရင်ရတယ်လို့တင်ပေးကြပါလို့ကျမကတော့နိုးစော်ချင်တယ်ပတ်စံကျမမိတ်ဆွေများရဲ့ပတ်စံရဲ့အခြားအခြားသောပြည်သူများလူတဲ့ပတ်စံတွေအားလုံးကတနာကျင်နာမေတ္တာထားပြီးတော့လူတဲ့ပတ်စံမို့လို့အားလုံးနဲ့တက်ဆိုင်တယ် ကျမတူလေးပြောတယ်လို့ကွာဓာတ်ပုံရိုက်ဖို့ပဲလားဗီဒီယိုယူဖို့ပဲလားတလောက်ပဲဆိုရင်တနားရီအတွင်းအကုန်ဖြုံးပြမယ်တိုင်းတထောင်မလောက်ရက်ဘူးဒီပုံစံတိုင်းသွားဖို့မတင့်တော်တဲ့အချိန်ကျမတူလေးဝတ်တော့ရဲ့ဒီစိတ်တက်ကိုကျမဂုံယူတယ်လူငယ်တွေဟာဒီလိုစိတ်မျိုးပဲဖြစ်ရမယ်လူလဲလူကြတယ်အတန်ရှင်လဲယူကြတယ်ဒီတစ်ချက်ကတော့မိသူတဦးမှညင်းဖွယ်မရှိယူပါအတန်ရှင်ဒါပေမဲ့တကယ်ထိမိတဲ့နေရာကိုစိတ်ရှိလက်ရှိရှင်တို့လက်ထက်ကိုအပ်လိုက်တဲ့ပတ်စံ လိုအပ်နေတဲ့နေရာကိုအရောက်ပုတ်ပေးဖို့ပတ်စံလက်ခံတဲ့လူကတကယ်အိုက်စိတ်ကိုအပြေအဝမွေးပေးဖို့လို